အားလုံးပဲမင်္ဂလာပါဒီဝေရှင်လေးမှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဂျွန်လာ3ရက်နေ့ဒီနေ့မှာတင်ပြသွားမယ့်အကြောင်းအရာတွေကကင်ပင်းနယ်မြောက်ရီမြို့တောင်ဘက်ဝေါ်လီဒေတာမှာရှိတဲ့တေဘောဘူစခန်းတိုက်ခိုက်သိမ်းပိုက်နေတဲ့မြေပြင်အခြေအနေတွေကိုတင်ပြပေးပါမယ်ကျွန်တော်တိုက်ခိုက်သိမ်းပိုက်မှုတွေမှာဒါခက်ခဲကြုံတွေ့နေရတဲ့အကြောင်းတွေကိုပါတွေ့ဆက်တင်ပြပေးပါမှာပါ နောက်ထပ်ဒင်းတပုတ်ကတော့စစ်ရှုံးနေတယ်ပြီးတော့အာနာလဲလက်မလွတ်ချင်တဲ့မင်းအောင်လိုင်ဟာစိတ်အခြေအနေပုံမှန်မဟုတ်ဘဲနဲ့ယူနှမ်းနေတယ်ဆိုတဲ့အကြောင်းတွေကိုတင်ပြပေးပါပါဒါကြောင့်ကျွန်တော်ရဲ့ view ကိုအဆုံးထိဝင်ကြည့်ရှုကျွန်တော်ရဲ့မိဘတအိုးချင်းစီတိုင်းကိုဒလီစာဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်သတင်းပြောနေတဲ့အချိန်မှာပဲကျွန်တော်တို့မြောက်ရီမျိုးတောင်ဘက်မှာရှိတဲ့တိဘောဘိုစကန်ကို ကိမျိုးသားလူမျိုးရေးတက်မတော် KNLA နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေတိုက်ခိုက်သိမ်းပိုက်နေခဲ့တာပါဆိုတော့ဒီသတင်းရင်းမြစ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒါမီဒီယာဆိုရှယ်အထက်မှာဒီတိုက်ခိုက်သိမ်းပိုက်ပြီးတော့နေပြည်ရှင်းလင်းရေးလှုပ်ဆောင်နေတဲ့ဆိုတော့ဆော့လင်စွာဒါထုတ်ပြန်ကြေညာချက်တွေဟာကျွန်တော်တို့မြေပြင်မှာတကယ့်တိုက်ပွဲအတွင်းမှာရောက်ရှိနေတဲ့ကျွန်တော်တို့ရဲဘော်လူငယ်တွေအတွက်မြောက်များစွာသောစိုးကြိုးတွေဖြစ်စေပါတယ် ကျွန်တော်မိဘပြည်သူတွေဟာကျွန်တော်တို့ပြည်သူတွေရဲ့အာဏာကိုမတရားလုယူထားတဲ့ဒီအာဏာရှင်အုပ်စုနဲ့သူတို့နှစ်ပေါင်းများစွာထိုင်ချတဆဲထားတဲ့အကြံဖက်စစ်ခွေးတက်စခန်းတွေအလင်းမြန်ဆုံးမိဖို့တုတ်တင်ချိန်မုံနိုင်ဖို့ကိုဆရာထက်တန်နေတယ်ဆိုတာကျွန်တော်တို့ခေါင်းခေါင်းနားလဲပါလေဒါကြောင့်လည်းပဲကျွန်တော်တို့ဟာ ညူတော်လန်ရေးစတဲ့ကာလမှဒီကနေ့အချိန်ထိမရမနာကျွန်တော်တို့ပြင်းထန်တဲ့စစ်စင်ရေးတွေကိုအခက်ခဲမြောက်များစွာရှိနေတဲ့ကြားကပဲကျွန်တော်မိဘပြည်သူတွေလိုလားတောင်းတနေတဲ့ Federal နဲ့ Democracy တိဆောက်နိုင်ရင်အတွက်အောင်ပွဲတွေစံချိန်တင်စတိုက်စတိုက်အရယူပေးခဲ့တာကျွန်တော်မိဘပြည်သူတွေအမှန်တကယ်ပိုင်ဆိုင်တဲ့အရာတွေကိုမိဘပြည်သူတွေလက်ထဲအထိအရောက်ပေးနေခဲ့တာပါ ။ဒါကြောင့်ဒါသတင်းတွေပေါ်ပြတဲ့အချို့သောအကြောင်းအရာတွေရဲ့အချက်လက်ကမမှန်ကန်ဘူးလို့မဆိုခြင်းပေမဲ့ဒီဆောင်လင်းစွာဒါမိဘပြည်သူတွေဝမ်းသာဖို့အတွက်အကုန်ယူဖို့အတွက်တိတ်ပြတဲ့အရာတွေဟာကျွန်တော်နေမြေမှလှုပ်ဆောင်နေတဲ့ဂျွန်တိုင်းသားတပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်တော်လန်ရှင်ပူပေါင်းတပ်ဖွဲ့ဝင်တွေအတွက်ဘလူးလာဘယ်နဲ့ထိခိုက်ဒဏ်ရာရရှိမှုတွေ ်ရှိနေပါတယ်လို့တော့ကျွန်တော်ကတော့လူငယ်ပြည်ပြည်ပုံမှန်လေးလေးကြောကြလို့ပါတယ်ဒီလိုဖြစ်ပြမျိုးကိုကျွန်တော်တို့အရှိမချိန်ပြန်များစွာကြုံတွေ့ခဲ့ဘူးပါတယ်ဒါကတော့ဒါအကြောင်းဖက်စစ်ခွေတက်စကန်ကိုမှုတ်ကျိတ်နိုင်တယ်ဆိုးအောင်ဆိုတဲ့ဒါသတင်းတွေကိုကျွန်တော်မိဘပြည်သူတွေကအရင်ဆုံးကြားချင်တာပါဒီသတင်းတွေကိုလည်းပဲအရင်ဆုံးတင်ပြပေးချင်တဲ့ကျွန်တော်တို့တော်လန်သောဖတ်တော်သားတွေရဲ့ဆန္ဒကလည်းကျွန်တော်တို့တားဆီးလို့မရပါဘူး ဒါပေမဲ့စစ်မီပြည်မှာခက်ခဲကြမ်းတမ်းမှုတွေအများကြီးရှိပါတယ်အခက်ခဲတွေဟာကျွန်တော်တို့ပြန်လဲမရယူနိုင်တဲ့ပြန်လဲကုစားလို့မရတဲ့အခြေအနေဆိုးတွေအထိကြုံတွေ့နိုင်ပါတယ်အကြမ်းဖက်စစ်ခွစ်တက်ကတော့ရုပ်မှရိုင်းဆိုင်တဲ့ကောင်းတွေပြီးပြီး ဘာမှကိုသူတို့ကထက်ထွက်ငဲ့ညာနေတာမဟုတ်ဘဲနဲ့လင်းကနေပြီးတော့ဘုံကျဲတက်ဖြတ်နေတယ်ဆိုတာလည်းအလုံးသိရှိပြီးသားပါစစ်ရှုံးနေတဲ့ကောင်တွေကတော့အရှက်မရှိဒါကျွန်တော်ပြည်သူတွေပေါ်ပဲရဲဆက်ဆက်တက်ဖြတ်တက်ဖြတ်ပြနေစေဆိုတာလည်းကျွန်တော်အလုံးကသိရှိခဲ့ပြီးဖြစ်ပါတယ်ဒီအချိန်တွေမှာရောကင်းပြင်းတဲ့အတွင်းမှာတိုက်ပွဲတွေကစတိုက်ဖြစ်ပွားနေတာပါ ကျွန်တော်သတင်းတိဆက်မှုတွေမှာပွင့်လင်းစွာတင်ပြခဲ့ပြီးဖြစ်ပါတယ်။ကင်းနေမြူတွင်းနေမှာရှိတဲ့ကျွန်တော်ဖတ်စစ်ခွေးတက်မှန်သမျှပြီးတော့ကျွန်တော်ဖတ်စစ်ခွေးနဲ့ပတ်သက်သူမှန်သမျှအကုန်လုံး light တည်နေထွက်သွားဖို့ကျွန်တော်ပြောခဲ့ပြီးဖြစ်ပါတယ်။ဒီစကားဟာသူတို့အတွက်ကျွန်တော်တို့အခွင့်အရေးပေးလိုက်ခြင်းလည်းဖြစ်တယ်။အဓိကအဖြစ်ကတော့ဒါလက်ရှိကင်းရဲ့စီးမားဖြူဟာအရာ ဒါတိုင်းရင်းသားညီကိုမောင်မတို့ပြည်သူလူထုကိုထိခိုက်အနည်းဆုံးပုံစံမျိုးဖြစ်အောင်တင်ချစွာတွက်ချက်ပြီးတော့ဆောင်ရွက်နေတဲ့စစ်စီကြီးလည်းဖြစ်တယ်။ရင်ချင်းကကျွန်တော်တို့ဒါကရင်အတက်ဖွဲ့ဝင်တွေကျွန်တော်တို့ဒါပေါ်တော့အခြားသောဒါကျွန်တော်တို့နိုင်ငံအတွင်းကဒါမြောက်ပိုင်းမှာစစ်မျက်နှာပြင်ဖွင့်နေတဲ့အချိန်မှာဒါတောင်ပိုင်းကအဖွဲ့တွေကိုလည်းကျွန်တော်တို့ပေါ့နော်အဲအားလုံးအားမြဖြစ်နေတာလေးတွေကိုလည်းကျွန်တော်တို့အားလုံးကလက်ခံ ပေးထားပါတယ်။ပြီးတော့လက်ရှိအချိန်မှာအချို့သောစစ်မျက်နှာပြင်နေဒါတပြိုင်တည်းဖွင့်နေတဲ့အချိန်မှာကျွန်တော်တောင်ပိုင်းကကျွန်တော် KNU နဲ့ပူးပေါင်းတပ်ဖွဲ့ဝင်တွေကလည်းမိမိတို့လှုပ်ဆောင်ရမယ်လှုပ်မှုရအသီးသီးကိုတာဝန်အပြည့်ထမ်းဆောင်နေပါတယ်။အရန်ကိုလှင်မြန်လုံးတဲ့အခြေအနေမှာဒါထိုင်းဘက်ကအနာပိုင်းအဖွဲ့စည်းတွေတောင်မှ အန်အော့မင်တက်ရတဲ့အခြေအနေထိတဲ့ကျွန်တော်တို့တက်သေးပြီးပြတ်သားခဲ့ပြီးဖြစ်တယ်ကျွန်တော်တို့ဖြစ်စွပြီးတော့စဉ်းစားပေးရမှာကကျွန်တော်တို့တိုက်ပွဲရှိတဲ့နေရာတိုင်းမှာထိခိုက်ဒဏ်ရာရရှိမှုတွေအနည်းနဲ့အများရှိပါတယ်မြေပြင်အခြေအနေပကတိအခြေအနေမှာကျွန်တော်တို့တိုက်ခိုက်သိမ့်ပိုက်ပြီးတော့၎င်းကျွန်တော်တို့တိုက်ခိုက်သိမ့်ပိုက်နေစဲမှာတော့၎င်း ပြီးတော့အလုံးစုံကျွန်တော်တို့ဝင်းရဲ့ပိတ်ဆို့တိုက်ခိုက်ချိန်မုံပြီးတဲ့အချိန်မှာတော့မှကျွန်တော်တို့နေမီရှင်းလင်းရေးတွေလှုပ်ဆောင်ရပါတယ်ဆိုတော့နေမီရှင်းလင်းရေးလှုပ်ဆောင်နေစဉ်ကာလတွေအတွင်းမှာကျွန်တော်တို့သတင်းတွေအာအတက်နိုင်ဆုံးထိမ့်ချုပ်နိုင်ဖို့ကျွန်တော်တို့ကြိုးစားရမှာဖြစ်ပါတယ်ကျွန်တော်ဟာကင်းနေမီမှာကနအူးစတဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့ရဲဘော်တအူးလေးဖြစ်တယ် ပြီးတော့လက်ရှိအချိန်တွေပဲကင်တက်မှာအတီးတီးနဲ့ပူပေါင်းဆောင်ရွက်နေတဲ့ရဲဘော်လူငယ်တူလဲဖြစ်ပါတယ်။ဒါကြောင့်ကင်းနေသွားတဲ့ခยีကင်းနေသွားတဲ့လမ်းကျွန်တော်တို့ကောင်းကောင်းတွက်ဆမှီပါတယ်။ဒါအပြင်ကျွန်တော်တို့ကရင်ပြည်နယ်တစ်ခုလုံးမှာလက်ရှိကျွန်တော်တို့မီတင်းနေထိုင်နေတဲ့ကျွန်တော်တို့မိဘပြည်သူတွေကျတော့စပေးရှောင်းနေတဲ့ကျွန်တော်မိဘပြည်သူတွေပြီးအာနာရှင်ကိုလုံးလုံးမလက်မခံတော့တဲ့ကျွန်တော်မိဘပြည်သူတွေနဲ့အတူ နေရာဒေသအသီးသီးကစိတ်ဝင်လာတဲ့ကျွန်တော်တို့ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်လူငယ်တွေပူးပေါင်းထားတဲ့ဒီစစ်စင်ရေးဘယ်အထိရောက်မလဲဆိုတာကိုလည်းကျွန်တော်ရဲ့မိဘတွေကိုကျွန်တော်တင်ပြခဲ့တာတွေရှိပါတယ်ကျွန်တော်လူငယ်တွေကိုကျွန်တော်မိဘတွေယနေ့အချိန်ထိယုံကြည်နေပေးနေတဲ့အတွက်လည်းယေရှုတင်တယ်အဲ့ဒီယုံကြည်မှုကိုလည်းပဲကျွန်တော်တို့ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာတသိနေတကွာကျွန်တော်တို့လှုပ်ဆောင် ပြနေတယ်ဆိုတာလည်းအားလုံးတွေ့ရှိပြီးဖြစ်မှာပါဟုတ်ပါပြီဒါဆိုရင်တော့ဒီနေ့ဒေတာကန်တူရဲ့ဒါပြောဆိုမှုမှာဆိုရင် all viewer ကနေလက်နက်ကြီးပြက်ကူနေတာတွေရောလက်နက်ငယ်အတန်တွေရောကျွန်တော်တို့ဒီနေ့မနက်ထဲကနေခင်းအထိညနေပိုင်းအထိကြားနေရသလိုလက်ရှိချမ်းဖက်စစ်ခွေးတက်ကနေလေချောင်းကနေပြီးတော့ပြင်းထန်တဲ့ဒါပေါင်900ဘုံနဲ့စင်ကွက်တက်စတာဘုံတွေနဲ့ကျဲချပြီးတော့ လူမျိုးတို့တက်ဖြတ်တဲ့ခင်းကျင်းထီကိုသူတို့တွေပြင်းပြင်းထန်ထန်လှုပ်ဆောင်နေတယ်။ဆိုတော့နိပဝင်းကျင်းမှာရှိတဲ့ကျွန်တော်တို့ဒေသခံမိဘပြည်သူတွေအတွက်ရောကျွန်တော်တက်ခဲ့သိမ့်ပိုင်နေတဲ့ကျွန်တော်ပြည်သူကဝေးတက်ဖွဲ့ဝင်တွေအတွက်ရောတကယ်ကိုအလွန်အင်မတန်အနေများပါတယ်။ဒါကြောင့်သတင်းမီဒီယာအထက်မှာကျွန်တော်တွေ့ရတဲ့ဒီသတင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်လည်းဝမ်းသာဂုဏ်ယူပါတယ်။လက်ရှိတိုက်ပွဲဝင်နေတဲ့ဒီစစ်စင်ရေးမှာ ျွန်တော်ရဲ့အရာရှိတွေပြီးတော့ကျွန်တော်ရဲ့အဖူးတွေကျွန်တော်ရဲ့ဖိုးတွေလည်းပါပါတယ်မနေ့ကကျွန်တော်သတင်းမှလည်းပဲကျွန်တော်နေငယ်ကျွန်တော်မိဘတွေကိုလည်းတင်ပြခဲ့တာရှိတယ်ဒီစကန်သိပြီးတော့ကျွန်တော်တို့အားလုံးအတူတူအောင်ပွဲခံမယ်ဆိုတာမျိုးကိုကျွန်တော်တင်ပြခဲ့တာပါဆိုတော့လက်ရှိမြေပြင်အခြေအနေမှာကျွန်တော်မိဘပြည်သူတွေနဲ့အတူကျွန်တော်တို့တော်လန်သောတပ်ဖွဲ့ဝင်တွေဟာနေ့စဉ်အောင်ပွဲခံနေရတဲ့အခြေအနေကိုရောက်ရှိနေတာပါ နေ့စဉ်အောင်ပွဲခံရရလဲဆိုတော့ကျွန်တော်တို့အချမ်းဖက်စစ်ခွေးတက်စကန်တစ်ခုပြီးတစ်ခုနေ့စဉ်တက်ခိုက်သိမ့်ပိုက်နိုင်တာပါဒါအခုကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်နေတဲ့မိဘပြည်သူတဦးချင်းစီတိုင်းရဲ့ဝန်ရံကူညီမှုတွေကြောင့်ပါကျွန်တော်တို့ဘာမှကိုအပြည့်စုံတဲ့ကာလာဗီတွေကဘာမှမရှိတဲ့အခြေအနေနဲ့ကျွန်တော်တို့ရရလက်နက်လေးတွေဆွဲကင်ပြီးတော့စတန်ဒတ်အာမီ ကွာအဆင့်ဝင်ပါတယ်ဆိုတော့ချင်းညာတပ်ဖွဲ့ကြီးကိုတိုက်ခိုက်ခဲ့တာဒီနေ့မှာတော့ပူပူပြင်းထန်တဲ့စစ်စင်ရေးတွေနဲ့အတူကျွန်တော်တို့မိဘပြည်သူတွေရဲ့ထပ်မံပြီးတော့အားဖြစ်ဝင်းရလာတဲ့ထောက်ပံ့ကူညီမှုတွေကြောင့်ကျွန်တော်တို့ရဲ့စွမ်းဆောင်ရည်ဟာအမြင့်ဆုံးအခြေအနေကိုရောက်ရှိနေခြင်းဖြစ်ပါတယ်ဒါဆိုရင်တော့အဲ့ဒီသေဘောဘုတ်စကန်အကြမ်းဖက်စစ်ခွေးတက်အထိုင်ချလာတဲ့စကန် ကင်းနေမြေအတွင်းထဲမှာရှိတဲ့အတွက်ကင်းတွေဟာတေချာပေါက်တိုက်ခိုက်သိမ့်ပိုက်နှိုင်းမယ်ဆိုတာကိုတော့ကျွန်တော်မိဘတွေကိုကနအူးအတိပေးလို့လေဒါဟာကျွန်တော်တို့ကင်းပြည်သူတစ်ချက်လုံးဆန္ဒနဲ့လာပြီးတော့ကင်းပြည်သူအကျိုးစီးပွားအတွက်ခြေကုပ်ထားတဲ့စခန်းမဟုတ်ဘူးဒီစခန်းတွေဟာကရင်နယ်မြေကိုကျူးကျော်ဝင်ရောက်ပြီးတော့ တက်ဆွဲထားတဲ့စကန်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ကရင်ပြည်သူပိုင်တဲ့နေရာဖြစ်တဲ့အတွက်ကျွန်တော်တို့ဟာကျွန်တော်တို့ပိုင်တဲ့နေရာကိုကျွန်တော်တို့ပြန်လဲတိုက်ခိုက်သိမ်းပိုက်နေခြင်းသာဖြစ်တယ်အဲ့တော့ကိုပိုင်တဲ့အရာတွေကျွန်တော်တို့ပြည်သူတွေပိုင်တဲ့အရာကိုကျွန်တော်တို့ပြန်မယူနိုင်စရာ အကြောင်းမရှိပါဘူးဒီမှာကျွန်တော်တို့စင်ញင်ရမှာကဒါစေးသင်းနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်တို့ရဲဘော်တွေရဲ့ဒါမျက်နှာကိုမူပြီးတော့အဲဆန္ဒမစောဖို့ကိုတော့ကျွန်တော်ကဒီကနေပြီးတော့အဲ နိမ့်နဲ့စွာတောင်းပန်ခြင်းတာပါဒါပြီးသားရင်ကျွန်တော်တို့ကိန်းနေမြေအတွင်းထဲမှာရှိတယ်အကျမဖက်စစ်ခွေးတက်နေကျွန်တော်တို့တိုင်းမြန်မာနေဆက်မှာရှိတယ်အကျမဖက်စစ်ခွေးတက်အထိုင်စကန်တွေအကုန်လုံးအခက်သိမ့်ပိုက်နေတဲ့လက်ရှိစည်ရေးအခြေအနေမှာကဲနယ်လီနဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေကျွန်တော်တို့ထိုးစစ်တိုက်ခိုက်ခဲ့တဲ့ဘလက်ဒိုကနဲလေးရွှေမြိုင်ဝါမီချဘင်းအောင်ကိုမော်ခိစတဲ့စခန်းတွေ ဒီစကန်တွေအလုံးစုံနဲ့အပြင်ကျွန်တော်တို့ကရင်တပ်ဖွဲ့ဝင်တီးတီးနဲ့ကျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေပူးပေါင်းပြီးတော့ဆက်လက်ဆင်နွှဲရမယ်စစ်စင်ရေးတွေနဲ့ပတ်သက်ပြီးတော့လည်းကျွန်တော်မိဘတွေခံမှန်းရိစားမိမယ်လို့ယုံကြည်ပါတယ်။ရန်ကုန်သားတွေအများစုရှိနေတဲ့နေရာတရားဝင်သားတွေအများစုလေ့ကျင့်သင်ကြားပေးခဲ့တဲ့နေရာအဲ့တော့ကျွန်တော်တို့ AR သားတွေကလည်း AR ကိုပြန်နေတဲ့စစ်စင်ရေး ရန်ကုန်သားတွေကလည်းရန်ကုန်ကိုပြန်တဲ့စစ်စင်ကြီးရှင်းပါတယ်တစ်စက္ကန့်တစ်မိနစ်တစ်နာရီတရက်ကြာတာနဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့ညှဉ်းပန်းနှိပ်စက်မှုကျွန်တော်ပြည်သူတွေနေ့စဉ်ခံစားနေရတာကျွန်တော်ကောင်းပေါင်းသိတယ်ဒါကြောင့်လည်းပဲအာနာစသိမ်းတဲ့နေ့ကနေပြီးတော့ကျွန်တော်တို့ဒီနေ့အချိန်ထိတော်လန်တိုက်ခိုက်နေတာဖြစ်ပါတယ်ဒီလိုအချိန်ဒီမှာအကြမ်းဖက်စစ်ခွေးတက်ကစစ်ရှုံးနေတော့ အာနာကိုလက်မလွတ်ချင်တော့မင်းအောင်လှိုင်ဟာပုံမှန်မဟုတ်တဲ့စိတ်အခြေအနေတွေနဲ့ယူနှမ်းနေတဲ့ဆိုတဲ့အကြောင်းထပ်ပေါ်လာပါတယ်ဒီအကြောင်းကိုကျွန်တော်ကကျွန်တော်မိဘတွေကိုအချက်လက်လေးတွေပါတင်ပြပေးမှာပါဟုတ်ပြီအထူးသဖြင့်လက်ရှိရင်ဆိုင်နေရတဲ့အခြေအနေရရပေါ်မှာရှိရှိသမျှတော့လူပုဂ္ဂိုလ်အဖွဲ့အစည်းအလုံးကိုအပြစ်ဖို့ပြီးတော့သူသာလျှင်လူမှန်ကြီးဖြစ်တဲ့အကြောင်းကိုစင်ကြေအမျိုးမျိုးပေးပြီးတော့ ခရရီလို့ပြောဆိုနေတာကိုကျွန်တော်တို့မကြသေးရင်မှမင်းအောင်လှန်ရဲ့ဒါရုတ်ထွက်ပြီးတော့ပြောဆိုလာတဲ့အခြေအနေတွေပြီးတော့မီဒီယာအချို့ပေါ့နော်တို့သတင်းလိမ်ဖာကြတဲ့မီဒီယာတွေမှာ ပြောဆိုခဲ့တဲ့အကြောင်းအရာတွေကိုလည်းကျွန်တော်မြင်ပါတယ်တွေ့ရမှာဖြစ်တဲ့သူသာသင်မှန်တာဒါလက်ရှိရှုံးနေတယ်လက်ရှိဖြစ်ပျက်နေတာကို စင်ကြီးအမျိုးမျိုးနဲ့ပေးနေတယ်ဆိုတဲ့အကြောင်းကတစ်ချက် နောက်တစ်ချက်ကကိုယ့်ကိုယ်ကိုအထင်ကြီးလွန်းတဲ့စိတ်ဝိညာဉ်စွတ်ကပ်နေတဲ့လက္ခဏာတွေကိုမင်းအောင်လှိုင်မှာတွေ့ရှိနေရတဲ့ဆိုတဲ့အချက်ချက်ဖြစ်ပါတယ်။လက်ရှိရင်ဆိုင်နေရတဲ့ပြဿနာတွေနဲ့သူ့ရဲ့အရှိမရှိနေတဲ့အကြမ်းဖက်စစ်ခွေးတက်ရဲ့ခေါင်းဆောင်ဟောင်းကြီးတွေဖြစ်တဲ့တန်းရွှေသိန်းစိန်တို့ရဲ့ဥဆောင်မှုအမှားယွန်းများနဲ့အားနည်းချက်များကြောင့်တိုက်ရိုက်ထုတ်ဖို့ပြောဆိုခြင်းမရှိပေမဲ့လေဒီလူပုဂ္ဂိုလ်ရဲ့ဒါအားနည်းချက်တွေကြောင့် လက်ရှိအခြေအနေဇိုးတွေအထိရောက်ရှိလာတဲ့ဆိုတဲ့ဒါပုံစံမျိုးကိုလည်းပဲကျွန်တော်တို့လေးလာတွေ့ရှိရမှာဖြစ်တဲ့အာနာရှင်အောင်တန်းရွှေတီထောင်ခဲ့ပြီးတော့သမရဟောင်းဒိန်းစိန်ဥက္ကရလုတ်ခဲ့တဲ့စစ်တပ်ရဲ့ပြည်တော်စုတက်ခိုင်ရင်းနဲ့ဖွံ့ဖြိုးရေးပါတီအတွင်းမှာလည်းပဲအကွဲအပြဲတွေဖြစ်ပေါ်ခဲ့တာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တဲ့အဲ့ဒီအကွဲအပြဲတွေနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီအစိုးရအစည်းအဝေးကြီးတွေမှာဖက်သွင်းပြောဆိုတာတွေကိုလည်းကျွန်တော်တို့ထပ်မံ တွေ့နေရပါတယ်။ဒါဟာသူတို့ဖြစ်ပျက်နေတဲ့လက်ရှိဖြစ်စဉ်မှာဆိုရင်ကတော့ပြည်သူလွတ်တော်ဥက္ကရာသူရဥရွှေမန်းနဲ့တိမ့်စိန်တို့အကြား2015ခုနှစ်ရွေးကောက်ပွဲကျင်းပရန်လာပိုင်းအလို့မှာတကောင်ရန်အာနာတိမ့်ပွဲပြီးတော့ပါတီတွင်အကွဲပြဲများကြောင့်အကြမ်းဖက်စစ်ခွေးတက်ဟာဆယ်စုနှစ်များစွာထိ ंछ ုံထားရတဲ့အာနာကိုလက်လွတ်ဆုံးရှုံးခဲ့ရတယ်။ သူကဥရှင်မန်းဟာဒေါန်ဆန်းစွတ်ကြည်နဲ့မာမိတ်ဖွဲ့ခြင်းတွေနဲ့အကွဲပြဲတွေဖြစ်နေတဲ့ကျွန်တော်တို့ပြောင်းစုကြက်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီလဲအကွဲအပြတ်အသက်ရှုံးနိမ့်နေရတယ်လို့လည်းမင်းအောင်လှိုင်ကယုံကြည်နေတဲ့ဆိုတဲ့အကြောင်းကိုလည်းတွေ့ရတာဖြစ်တယ်အဲ့တော့ဒေါန်ဆန်းစွတ်ကြည်ကိုရန်ညှိုးအာဂါဒကြီးမားစွာနဲ့အချင်းထောင်ထဲမှာဒါသူ့ရဲ့လက်ကျန်ဘဝတက်တန်းတစ်ခုလုံးကိုကုံစီ နိုင်တော့တဲ့အခြေအနေအထိကိုကြိုတင်စီစဉ်ပြီးတော့ဖန်စီထိမ့်သိမ်းထားတာကိုလည်းပဲတွေ့ရမှာဖြစ်တယ်2015ရွေးကောက်ပွဲမှာဒေါ်စန်းစွတီကဒါလက်ရှိပေါ့နော်အကြံဖက်စစ်ခွေးတက်ရဲ့လက်ထက်ကနေပြီးတော့အာနာကိုကျွန်တော်တို့ဒါအလှည့်ပြောင်းအနေနဲ့ပြီးတော့နိုင်ငံရေးအလှည့်ပြောင်းအနေနဲ့ပြုလုပ်နိုင်ခဲ့တဲ့အခြေအနေမှာမင်းအောင်လှိုင်တော်တော်လေးကိုဒါ သူ့ရဲ့အပေါ်မှာပေါ့နော်သူ့ရဲ့ခံစားချက်တွေသူ့ရဲ့ယက်တိမှုတွေပြီးတော့ဒါသူ့ရဲ့စိတ်ကြီးဝင်နေတဲ့အခြေအနေတွေပြီးတော့သူပြောရင်ရပါတယ်ဆိုတဲ့အကြောင်းအရာတွေမှာတော်တော်လေးကိုရိုက်ခတ်မှုတွေရှိသွားခဲ့တာပါဒါပြင်မမျော်လင့်မဲနဲ့ကျွန်တော်တို့အမေကိုတောင်ဆန်းစွတ်ကြည်အမျိုးသမီးတဦးရဲ့အာနာဇက်အောက်ကိုရောက်သွားတဲ့လက်ရှိအကြမ်းဖက်ဆစ်ခွေးတက်ရဲ့ တမိုင်းမှာပရမဥဆုံးကာဝယ်ရေးဥစည်းချုပ်ဖြစ်သွားရတဲ့အပေါ်မင်းအောင်လှိုင်ကခါခါတီးတီးခံစားလိုက်ရပါတယ်ဆိုတော့ဒီအချိန်တွေဒီဟာမင်းအောင်လှိုင်ဟာသူ့ရဲ့ဒါမတည်ငြိမ်တဲ့စိတ်အခြေအနေတွေပြီးတော့အညိုးအာဃာတလွန်စွာကြီးမားတဲ့အခြေအနေတွေနဲ့လက်ရှိစစ်ရှုံးနေတဲ့လက်ရှိအာဏာကိုလက်လွတ်ရတော့မဲ့ အခြေအနေတွေကိုသူလက်မခံပဲနဲ့ဂျူးနှမ်းနေတဲ့သူအဖြစ်ပြောင်းလဲသွားရတဲ့ဒါသူ့ရဲ့ပြောဆိုမှုတွေပြီးတော့သူ့ရဲ့ဒါသူ့ကိုသူစိတ်ကြီးဝင်ပြီးတော့အခြားသူတွေပို့အပြစ်ဖို့တဲ့ပုံသဏ္ဍာန်တွေနဲ့တွက်ဆပြီးတော့မင်းအွန်လိုင်းရဲ့စိတ်ဟာပုံမှန်မဟုတ်ဘဲနဲ့ယူနှမ်းနေတဲ့အကြောင်းကိုကျွန်တော်တို့ဒါဝေဖန်ထောက်ပြသူတွေစီကထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။ဒါပြင် ်2021 February တရက်နေ့ရေကောက်ပွဲအကြောင်းပြပြီးတော့အာနာသိမ့်ခဲ့တဲ့ main online ဟာရေကောက်ပွဲကိုအကြောင်းပြပြီးတော့အနိုင်ရပါတီကိုအာနာလွှဲပေးပါမယ်လို့အထက်ထက်ပြောဆိုလာခဲ့တာကလည်းအခုဆိုရင်လင်းကြော်ခဲ့ပြီဖြစ်ပါတယ်နိုင်ငံနဲ့ပြည်သူတွေကိုဘုံကျဲတက်ဖြတ်နေတဲ့ main online ကိုပြည်သူတွေကယုံရှာမုန်းတီးဒါကလွှဲပြီးတော့ကျန်တာဘာတစ်ခုမှမရတယ်လို့တို့လုံးမဲ့ရွေးကောက်ပွဲကိုလည်းပဲကျွန်တော်တို့ နိုင်ငံအတွင်းကမိဘပြည်သူတွေကလုံးလုံးမစိတ်ဝင်စားတာကိုလည်းကျွန်တော်တို့တွေ့ရမှာဖြစ်တယ်ဒါတွေဟာ main online အတွက်စိတ်ထိခိုက်စရာသွေးပြက်ခြောက်ခြားစရာအခြေအနေတွေပါဆောက်ကြောင်းမိပါလေစဉ်းစားကြည့်ပါလက်ရှိ main online စာကောင်းအိပ်ပျော်ကြလာကျွန်တော်ပြည်သူကိုနေစဉ်ဘုံကျဲတက်ဖြတ်နေတယ်ပြီးတော့နေစဉ်ဘလို့မျိုးရုံမာရမလဲဆိုတာမျိုးကိုခေါင်းထဲမှာအပြစ်ထည့်ထားတဲ့ သူအနေနဲ့ပြီးတော့ကျွန်တော်တို့ရဲ့ clean ငယ်တွေကျွန်တော်တို့ရဲ့ရဟန်းတန်ဃာတွေကျွန်တော်တို့ရဲ့ဆရာတော်တွေအဖုံးတော်ကြီးတွေအပါအဝင်နေ့စဉ်သူတပ်ဖြတ်ခဲ့တဲ့သူတွေရဲ့အာဒီတက်ခဲ့တဲ့အကြောင်းအရာတွေကြောင့်မရောလိုက်ဟာသူ့ရဲ့စိတ်တတော်လေးကိုယိုရင်းနေပြီဆိုတာကိုကျွန်တော်တို့ထပ်မံပြီးတော့တွေ့ခဲ့ရတာဖြစ်ပါတယ် စိတ်ဓာတ်ပေဒါရှူတော့ကနေပြီးတော့လေ့လာမယ်ဆိုရင်မင်းအွန်လိုင်းကတာမန်စိတ်အခြေအနေမှာရှိမနေတာကိုလည်းပဲပို့ပြီးတော့ထင်ရှားစွာတွေ့ရမယ်လို့လည်းသုံးသက်တင်ပြထားပါတယ်နိုင်ငံအနှံ့ပြည်သူတွေကိုဘုံကျက်တက်ပြတ်နေပြီးတော့လူအဖွဲ့အစည်းအစိတ်အပိုင်းအများအပြားကိုပြပုံအထိဖြစ်သွားအောင်မီးရှို့ဖျက်ဆီးခဲ့တဲ့အချက်တွေပြီးတော့အစွန်ရောက်အကြမ်းဖက်ကျွလွန်ခဲ့တဲ့အာရမသိမ့်ယူခဲ့တဲ့အာနာကိုလက်မလို့ရရဲ့အတွက်နီလန်မျိုးစုံနဲ့ကာဝယ်နေရတဲ့အခြေအနေတွေ သူရင်ဆိုင်နေရတာပါပြီးတော့လက်ရှိမာလာအရက်ကလည်းမမိငြင်းရင်မပြည့်တဲ့ကောင်ကရွေးကောက်ပွဲကြီးကိုသူကိုယ်တိုင်ဖန်တီးပြီးတော့နိုင်ငံရေးထွက်ပေါက်ပြောချင်တာကတော့နိုင်ငံရေးခွေးတို့ပေါက်ကနေပြီးတော့ရှာနေတာကိုလည်းကျွန်တော်မြင်ပါတယ်တွေ့ရမှာဖြစ်တယ်အာနာအာနာရှင်တွေကလက်မလို့ရရင်နီလန်းမျိုးစုံကိုအတုံးပြူ ကြိုးပမ်းနေခြင်းသာဖြစ်တဲ့အကြောင်းနဲ့သူရဲ့လှုပ်ဆောင်မှုတွေဟာတရက်တရက်ပုံမဆိုးွားလာပြီးတော့ပုံမှန်ဟုတ်တဲ့အခြေအနေတွေအထိဖြစ်ပေါ်နေတယ်လို့စိတ်ပညာရှင်တွေကပါသုံးသပ်လာတာဖြစ်တယ်။ဒါကြောင့်ကျောင်းနိုင်ငံအတွင်းမှာရှိတဲ့ကျောင်းတိုင်းသားညီကိုမှမိဘပြည်သူများအနေနဲ့မိမိတို့ရဲ့အသက်အိုးအိမ်စည်းစိမ်အတွက်အထူးကူပြုနေထိုင်ရမှာဖြစ်ပါတယ်။မင်းအွန်လိုင်းကတော့တကယ့်ကို ယူနန်းနေတဲ့ကောင်တယောက်အဖြစ်ပြောင်းလဲသွားပါပြီစိတ်ကစားလူသက်သမားလည်းဖြစ်နေပါပြီပြီးတော့သူလှုပ်ခဲ့တဲ့လှုပ်ရက်တွေမှလည်းပဲဒါကျူးလွန်ခဲ့တဲ့ပြစ်မှုတွေဟာတခုချင်းစီတိုင်းထပ်မံတိုးတိုးပြီးတော့သူ့အနောက်ကိုသူ့ရဲ့အရေးပမာကတ်လိုက်နေတဲ့အတွက်သူ့ရဲ့စိတ်အခြေအနေကကစင်ကြရာဖြစ်နေပါကြောင်းကိုပညာရှင်တွေရဲ့သုံးသက်ချက်နဲ့အတူကျွန်တော်တင်ပြခဲ့ခြင်းကကျွန်တော်မိပါတယ်ဘီကီလိုဂျုံဖို့ပါ ျွန်တော်ပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်တွေနဲ့တိုင်းသားတပ်ဖွဲ့ဝင်တွေရဲ့တော့ကျွန်တော်စစ်ရေးပြတ်မှတ်တွေကိုတော့တိကျသိကြစွာဒါချိန်မှုတုတ်တင်သွားမှာဖြစ်ပါတယ်ကျွန်တော်ပြောနေကြအတိုင်းပဲကျွန်တော်တို့ခေကျွန်တော်တို့အကျွယ်ကျွန်တော်တို့အချိန်မှာအာနာရှင်ဆိုတဲ့အကျွန်တော်ဖတ်စစ်ခွေးတက်အုပ်စုနဲ့သူတို့နဲ့ပတ်သက်သူမှန်သမျှကိုကျွန်တော်တို့အမြင့်ပြတ်ချိန်မှုတုတ်တင်သွားမှာဖြစ်တယ် ။နောက်ချိန်မှာအာနာရှင်ဆိုတဲ့စကလုံးကိုမကြားရလောက်အောင်ကိုကျွန်တော်တို့စူးစမ်းပြီးတော့လက်နက်ကန်ပြီးတော့ကျွန်တော်တို့ရဲ့ပြည်သူရဲ့အာနာကိုလူယူဖို့စူးစမ်းရဲတဲ့ကောင်စူးစမ်းကြည်စမ်းခေလို့ပုံပမာနဲ့အတူကျွန်တော်တို့နိုင်ငံရဲ့ကျွန်တော်တို့အနာဂတ်ကလင်းငယ်တွေကိုကျွန်တော်တို့လုတ်ပြသွားမှာဖြစ်ပါတယ်။ဒါကြောင့်လက်ရှိပြင်းထန်နေတဲ့တိုက်ပွဲတွေကြားထဲမှာပြီးတော့ဒါ မိုးရသည်ရောက်လာတဲ့မိုးရင်းကာလတွေမှာရေပေါ်ရေဘက်တွေပြီးတော့ကျွန်တော်တိုင်းတပ်ဖွဲ့တွေအနေနဲ့လိုအပ်တဲ့ဒါလက်နက်ခဲယမ်းတော်လကောင်းရိတ်ခါစီးဝါတော်လကောင်းလိုအပ်ချက်တွေပုံမှုပြီးတော့မြပြနေပါတယ်မိုးရင်းကာလရောက်နေသည့်တိုင်အောင်တိုက်ပွဲတွေကိုစတိုက်ပုံဖော်ပေးနေတဲ့အပင်ပန်းခံပြီးတော့မိမိတို့ရဲ့အသက်အိုးအိမ်တွေကိုပါဆုံးလို့ပြီးတော့ပြစ်ဆက်တိုက်ပွဲဝင်နေတဲ့လူငယ်တွေကိုတတ်နိုင်စွာဝင်ကူညီဖို့စနာပြုတ်ရင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုကိုဆုံးသက်ပြစေ။ ောက်လာတဲ့ဗီဒီယိုကိုတစ်ချက်ပို့ကောင်းအောင်ကျွန်တော်ကြိုးစားပေးပါမယ်။လနဘေးစီဘီကပေးကြောက်နေတယ်ကျွန်တော်နိုင်ငံအတွင်းမှာရှိတယ်မိဘတအိုးချင်းစံဘီရင်နဲ့ကင်းရှင်းပါတောင်လေးလေးနဲ့စတောင်းရှင်းနဲ့ကျွန်တော်ရေးပေါ်ရှင်းလိုက်ပါ။